ခေါင်းကင်ပုံမာလေးစစ်ပွဲကြီးတစ်ခုဖြစ်ထဲဘူးတဲ့ဒါပေမဲ့ဒါကလက်နက်တွေနဲ့တိုက်ခိုက်ကြတဲ့စစ်ပွဲမျိုးတော့မဟုတ်ဘူးအတွေ့အခေါ်ဒီဆွဆဲချက်ဒီပြီးတော့အမှန်တရားကိုအစွန်ဖြတ်ပေးမဲ့တရားခွင်တစ်ခုအကြောင်းမှာစောရင်းမြစ်ကျက်ဆက်တဲ့ထဲကဒီကြက်ကဝါလာဆိုင်ရာပဋိဖက်ခတ်ဇလန်းကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ဒီပဋိပက္ခအလုံးရဲ့စာအားလေမိခွန်းလေးတစ်ခုကနေစတာပါဖယားသခင်ရဲ့ပြင်းညို့ကိုနိုင်ကလိန်လယ်မှုတစ်ခုဆိုရင်တော့ဘယ်လိုလုပ်မလဲอืม ဒီမေခွန်းတစ်ခုလည်းနဲ့ပဲကောင်းကင်ဘုံတစ်ခုလုံးတုံလုံသွားခဲ့ပါတယ်။ okay ဒီပုံကံမှုကိုတကယ်နားလည်ဖို့ဆိုရင်လေသူတို့ပါကိုပုံကံခေကြလာလေဆိုတာရင်ဆုံးသိဖို့လိုတယ်အဲ့ဒါကတော့ကောင်းကင်ဘုံရဲ့မြန်မြော့တဲ့ဥချွေးစနစ်ပါပဲအဲ့ဒီချောင်းကိုရင်လဲလာကြအောင်ကျန်းစာရေးအရာပေါ့နော်စကြဝဠာတစ်ခုလုံးရေးအုတ်ချုံမှုဟာဘဟုဌာနချက်တစ်ခုကနေလာတယ်လို့ဆိုတယ်အဲ့ဒါကတော့ကောင်းကင်ဘုံကပတ်လင်တော်တစ်ခုပေါ့စကြဝဠာရေးအာနာဘဟုချက်လို့ပဲပြောရမှာပါ အဲ့ဒီဘလင်ဒိုဆိုတဲ့အချက်ကိုတေးချမှတ်ထားဖို့လိုတယ်နော်။ဘာလို့လဲဆိုတော့အာနာရဲ့ဗဟုချက်ဖြစ်တဲ့အဲ့ဒီနေရာကပဲမကြခင်မှာစัจဂျဝလာရဲ့အကြီးမားဆုံးအငင်းပွားမှုရဲ့အတ္တိကဇက်ကောင်ဖြစ်လာတော့မှာမို့လို့ပဲ။ဒါလည်းမလေးဒီအုတ်ချုံမှုရဲ့အခြေခံမူကတော့ဘာဖြစ်မလဲ။ကျန်းစာတွေကတော့ဒါဟာထင်တယ်လို့အာနာပြတာမျိုးလုံးဝမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းပြောထားတယ်။ဒီအချက်ကတကယ်ကိုအထူးကြတယ်။ စစ်ကြဗလာကိုအုပ်ချုပ်တဲ့ဥပဒေကအာဏာဖျောက်ဖို့မဟုတ်ဘူးချစ်ချင်းမေတ္တာရဲ့ဖော်ပြချက်တစ်ခုတည်းအဲ့ဒီအခြေခံမူကြောင့်ပဲအုပ်ချုပ်မှုတစ်ခုလုံးဟာခိုင်မာနေတာပေါ့ဒါမှမဟုတ်အဲ့ဒီလိုချစ်ချင်းမေတ္တာပေါ်မှာခြေခံထားတဲ့ငင်းချတဲ့စနစ်ကြီးရလေကောင်းခင်ပေါ့ရဲ့ထင်ရှားဆုံးပုဂ္ဂိုလ်တူစီကနေထင်တော့မထင်ထားတဲ့စင်ခေါ်မှုကြီးထုကိုရင်ဆိုင်ရတော့တယ်အင်းရင်မီကျန်းစာတွေကဒီပတ်လင်ကိုလူယူချန်တဲ့ရီမန်းချက်ကြီးကြီးမားမားရှိခဲ့တဲ့ကောင်းငင်တပန်တပါးအကြောင်းကိုဖော်ပြချားတဲ့သူနာမည်ကလူစီဖာအမနာရဖို့အတွက်လေ လူစီပါကအင်အားသုံးယုံပဲသုံးခဲ့တာမဟုတ်ဘူးသူကဖျားသခင်ရဲ့အုတ်ချုပ်ဖိုင်ခွင်းကိုဥပဒေပိုင်းအရာရော အတွေးခေါ်ပိုင်းအရာပါတက်တဲ့အကိုစိန်ခေါ်ခဲ့တာသူရဲ့ဆက်ဆက်ချက်ကအယိုးရှင်းတဲ့လောက်တော်တော်လေးကိုနတ်နဲတယ်သူပြောတာကဖျားသခင်ရဲ့ပြည့်ညတ်တော်ကိုနိုင်ကမဟာနီလေချွေရင်းနီလေအဲ့ဒီတော့ကိုတော်ရဲ့အစိုးရတစ်ဖွဲ့လုံးကလည်းတရားမဝင်ဘူးပေါ့သူ့ရဲ့ဆွဆွဲချက်ကလည်းတစ်စင့်ပြီးတစ်စင့်ပိုးပြီးပြင်းထန်လာတယ်အစ်စ်တဲ့ ပြင်းရတော့ကလိုက်နာဖို့မဖြစ်နိုင်ဘူးအစ်စ်နဲ့မဖြစ်နိုင်တာဘူးအမေဘေးတဲ့ဖခင်ကလင်ညာသူပဲအစ်စ်တို့အဲ့ဒီမဖြစ်နိုင်တဲ့ဥပဒေနဲ့တရားစီရင်ရင် तू ကလူသက်သမားပဲတွေ့လားဒီဆက်ဆက်ချက်ကဖခင်သခင်ကိုအုပ်ဆိုးရှင်တပါးကနေစာကြဝလာတရားခွင်ထဲကတရားခံတရားဥတို့ဖြစ်သွားစီခဲ့တယ်ဟုတ်ပြီဒီဆက်ဆွဲချက်ကိုအရင်မြတ်ကျမ်းစာတွေကဘယ်လိုတုံ့ပြန်လဲဆိုတော့စာရန်ကိုလွတ်မြောက်အောင်လုပ်ပေးမဲ့သူအဖြစ်မဟုတ်ပဲ လိမ်လည်မှုအလုံးရဲ့မူလရင်မြစ်အဖြစ်တရက်ကိုပုံဖော်ထားတာတွေ့ရတယ်။ဒီပုံကံမှုရဲ့အကျိုးဆက်တီးကချက်ချင်းပေါ်လာပြီမဲ့လေ။နောက်ဆုံးအဆုံးဖြတ်ကိုတော့တမင်ရွှေဆိုင်ထားခဲ့တယ်။ဘာလို့လဲ။ဘာဖြစ်လို့ချက်ချင်းအပြတ်မရှင်းလိုက်တာလဲ။ကျန်းစာရေးရဆော်ရဲ့ပုံကံတဲ့ကောင်းကင်တမန်တွေကိုချက်ချင်းပဲမောင်မိုက်ပြီးချုံနောင်ထားတဲ့နေရာတစ်ခုမှာထိမ့်သိမ့်လိုက်တယ်လို့ဆိုပါရယ်။ဒီမှာစိတ်ဝင်စားစရာကောင်းတာဟာကကျန်းစာရေးကဒီချုံနောင်မှုကိုကဘာဦးကျမ်းမှာဖော်ပြချရဲ့ ကဘာမြေကြီးရဲ့မူလပယံပတာအချီနီပုံနှံထားမရှိလွတ်လပ်ပြီးမောင်မိုက်ဖုံးလန်းရဲ့အချီနီနဲ့ချိတ်ဆက်ပြထားတာပဲဒါကဝိညာဉ်ရဲ့ချုံနောက်မှုနဲ့ရုပ်ပိုင်းဆိုင်ရာဖြူဖြူရဲ့ဖြူမှုကြားကဆက်ဆက်မှုကိုမိမောင်းထုတ်ပြနေတယ်လို့ပါပဲဒါမှမဲ့လေစက်ကန်ကလင်ညာခဲရတေးကြလေဆိုရင်ဘာလို့သူ့ကိုချက်ချင်းမဖြက်စည်းခဲ့တာလဲတရားခွင်တစ်ခုကဘာလို့လိုအပ်နေရသေးတာလဲ อืมအရင်မြတ်ကျန်းစာရရဲ့ကအချောင်းပြတဲ့ချို့ကိုအဆုတ်ဖြူထားတယ်။ချက်ချင်းတရားစီရင်လိုက်ရင်အထက်ကဆွဆွချက်ကဖြစ်ရှင်းမပြီးပဲကြံနေခဲ့မယ်။အခြားဖန်ဆင်းခံတွေရဲ့စိတ်ထဲမှာ အိုးဝေဖန်သူကိုကြောက်လို့နှုတ်ပိတ်လိုက်တာလားဆိုတဲ့တန်တရားတွေကြံခဲနိုင်တယ်။အဲ့ဒီတန်တရားကနေတစင်နှုတ်ထပ်ပုန်ကံမှုတွေတောင်ဖြစ်လာနိုင်တယ်လေ။ဆိုတော့ဒီစัจ java လာဆိုင်ရာတရားဝင်ကြီးကပြင့်နေတော့မယ်။ဒီဆွဆွချက်ကမားတယ်ဆိုတာကိုဘယ်လိုသက်သေပြမှာလဲ။ ချစ်ချင်းမေတ္တာပေါ်အခြေခံထားပဲပညတ်တော်ဟာတကယ်ပဲရေရှည်တည်တတ်နိုင်မှာမလားဒီမေကွန်းတဲ့ရဲ့အဖြေပေါ်မှာပဲစัจ ज ဝလာတစ်ခုလုံးရဲ့ကံကြမ္မာကမူတည်နေပါတယ်